အားလုံးပဲမင်္ဂလာပါ Tree Community တင်နာမှာကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ Page Maker မှာအသုံးပြရတဲ့ Tag Setting နဲ့ Creative ပဲအကြောင်းပြပြပြတော့မှာပဲဖြစ်ပါတယ်ပုံမှန်ဖြင့်ကျွန်တော်တို့ Page Maker မှာ Tag ခုံတော့မယ်ဆိုရင်နောက်တစ်ချောင်းကိုရောက်ဖို့၄50ခါလောက်အသုံးပြရတာပေါ့နော်ဒီမှာတော့ကျွန်တော်တို့အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ Tag ခုံလိုက်တဲ့ချိန်ကျရင်ကိုတက်မှတ်ထားတဲ့နေရာမှာပဲတခါတည်း Auto ရောက်အောင်ကျွန်တော်တို့ဖန်တီးမှာပေါ့နော်ပြီးပြီဆိုတော့ကျွန်တော်စာရိုက်မယ်ပြီးပြီဆိုတော့ကျွန်တော်ထေပဲတိဆောက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လိုက်ပြီးတော့လုပ်ကြည့်အောင် ကျွန်တော်တို့ page maker မှာတက်ခွန်တော့မယ်ဆိုရင်ကျွန်တော်တို့က test 2ကနေတော့တယ်ပြီးကြံစာရေးဖို့အတွက် clip လေးထောက်ရတယ်ပြီးကြံတော့ကျွန်တော်တက်ခွန်ရတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်နောက်ထဲစာကြောင်းတစ်ကြောင်းရောက်ဖို့အတွက်တက်ကိုခုံနေရတာ၄၅၀ခါ15ခါတော့ကျွန်တော်နှိပ်ရတာပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးမနှိပ်တော့ဘဲနဲ့ကိုလိုချင်တဲ့နေရာရအောင်တစ်ခါတည်းပြင်တော့မယ်ပေါ့နော်ပြင်တော့မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုသွားရမလဲဆိုတော့ type menu ကိုသွားပါမယ် အဲဒီမှာကျွန်တော်တို့က intertest ဆိုတဲ့စာကြောင်းလေးကျွန်တော်နှိပ်ရမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော် keyboard ကနေ control ရဲ့ icon ကိုကျွန်တော်နှိပ်ပေးရပါမယ်ဒါဆိုဒီလိုမျိုးလေးလာပြီးတော့ဖော်ပြပေးရပါပေါ့နော်အခုလက်ရှိမြင်နေရတာကကျွန်တော်တို့ဒီစာရွက်ရဲ့အရှိပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်အလွန်ဆုံးရှိတာဒီမှာ10လက်မထိကျွန်တော်ပေးထားတယ်ပေါ့ကျွန်တော်တို့ကတက်ခွန်လိုက်တဲ့အချိန်ညနေတော့တလက်မအောင်တစ်ခါတိုင်းပြီးတော့ရောက်စီခြင်းနေဆိုရင်ကျွန်တော်တလက်မနေရာမှာ mouse နဲ့ click နှိပ်ပေးရပါမယ်ပြီးရင်တော့ကျွန်တော်တို့ကနှစ်လက်မခွဲထုတ်သွားမယ် ပြီးတော့ကျွန်တော်တို့ကလေးလက်မကိုသွားမယ်ဒါမှမဟုတ်လေးလက်မခွဲသွားမယ်ပြီးတော့ကျွန်တော်တို့ကခုနလက်မလောက်ထိသွားမယ်ပြီးတော့ကျွန်တော်တို့ရှစ်လက်မထိသွားမယ်ပေါ့နော်ကျွန်တော်တို့ကဒီမှာကလစ်လေးထောက်လိုက်တာနဲ့တပြိုင်တည်းအပေါ်မှာ arrow key လေးတွေကျွန်တော်တို့ဖော်ပြပေးရပေါ့နော်ပြီးပြီဆိုတော့ကျွန်တော်တို့ okay နေလိုက်မယ်ဒါဆိုတော့ကျွန်တော်တို့ကကလစ်ထောက်လိုက်တယ်တက်ခွန်လိုက်တယ်ဆိုတော့ကျွန်တော်တက်လက်မကိုတစ်ခါတန်းပြီးတော့ကြောက်သွားတယ်ပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့ကစာတွေရိုက်လို့ရတယ်နံပါတ်ရိုက်ပြီးပြီဆိုတော့နောက်ထပ်တက်ခွန်လိုက်တာနဲ့ကျွန်တော်တို့ ခုနကထားခဲ့တဲ့လက်မအတိုင်းပဲတူအောင်ဖော်ပြပေးမှာပေါ့နော်ပြီးပြီးဆိုနောက်ထပ်ကျွန်တော်တို့စာရိုက်ချင်းနဲ့ဆိုလဲရိုက်လို့ရတယ်ပေါ့နော်ပြီးပြီးဆိုတော့ကျွန်တော်တို့ကကိုလိုချင်တဲ့နေရာထီရအောင်ကျွန်တော်တို့တက်ခုံပြီးပြီးဆိုရင်တော့နောက်တစ်ချောင်းကိုရောက်စီချင်းနဲ့ဆိုရင်ပုံမှန်အတိုင်းပဲကျွန်တော် enter ခေါ်လိုက်ရမှာပဲပြီးတော့ကျွန်တော်တက်ကိုနှိမ့်မယ် number 1လို့ရိုက်မယ်အပေါ်မှာရေးထားတဲ့စာရိုက်ကျွန်တော်တို့ပြန်ပြီးတော့ရေးမှာပေါ့နော်ကျွန်တော်တို့ကဒီနီလန်းလေးနဲ့ စာလေးတွေကိုကျွန်တော်ပြီးအောင်ရေးရပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်ထေပဲတိဆောက်မယ်ပေါ့နော်စာရေးပြီးမှပဲထေပဲတိဆောက်တာပို့ပြီးတော့ကောင်းပါတယ်ဒီမှာကျွန်တော်တို့ကတက်စက်တင်ကိုသုံးပြီးတော့ကျွန်တော်တို့လိုချင်တဲ့စာတွေရိုက်ပြီးပြီးထေပဲတိဆောက်တယ်မှာပေါ့နော်ထေပဲတိဆောက်တော့မယ်ဆိုရင်ကျွန်တော်ပထမအဦးဆုံးရွေးရမှာက rectangle 2လေးကျွန်တော်ရွေးရပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့အကုန်လုံးကိုခြုံပြီးတော့ slam မှာပြလိုက်မယ်ဒီနေရာမှာကျွန်တော်တို့ကကိုလိုချင်တဲ့နေရာလေးရအောင်လဲ arrow key လေးတွေနှိပ်ပြီးတော့ကျွန်တော်တို့ရွှေ့လို့ ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကြာအထဲမှာရှိတဲ့စာလေးကျွန်တော်တို့ကပြန်ပြီးတော့ကြီးကျင်နေဆိုရင်တော့ကျွန်တော် test 2သွားမယ်ပြီးကြရင်အထဲမှာရှိတဲ့စာလေးကိုကျွန်တော်ဆက်လက်မှတ်မယ် font size လေးနည်းနည်းကြီးလိုက်မယ်ပေါ့နော်ဆက်လေးလောက်ကျွန်တော်ထားလိုက်မယ်ဒါဆိုဒီတိုင်းလေးဖြစ်သွားတယ်ပေါ့ကျွန်တော်တို့ကဒီမှာ font size တွေတားကြီးသွားတာကိုမကြိုက်ဘူးပြန်ပြီးတော့သူ့အနေထားတိုင်းပြန်ပြီးတော့လုပ်ရှင်နေဆိုလည်းရတယ်ဆက်လေးမထားတော့ဘဲနဲ့ကျွန်တော်တို့က session မထားတော့ဘဲနဲ့ကျွန်တော်တို့က14လောက်ထားလိုက်မယ်ဒါဆိုရင်ဒီတိုင်းလေးဖြစ်သွားမယ်ပေါ့နောက်တစ်ခုအနေနဲ့ကကြတော့ကျွန်တော်တို့က ထေဘယ်ဘောင်လေးတွေထူခိုင်းမယ်ပေါ့နော်ထေဘယ်ဘောင်လေးထူတော့ဟုတ်မယ်ဆိုရင်ကျွန်တော် element menu သွားပါမယ်အဲဒါမှကျွန်တော် stroke ကိုရွှေ့မယ်ကျွန်တော်ကထူတာလေးရွှေ့လိုက်မယ်ဒါဆိုဘောင်လေးရထူလာတယ်ဒီနာမှာလည်းကျွန်တော်တို့က down ကွေးလေးတက်စီခြင်းနဲ့ဆိုလည်းရတယ်ဘယ်သွားမလဲဆိုတော့ element menu သွားမယ်အဲဒါမှကျွန်တော် round corner လေးရွှေ့မယ်ကျွန်တော်တို့ထားစီခြင်းနဲ့6မျိုးတည်းကကိုကြိုက်တဲ့ပုံစံလေးရွှေ့လိုက်ပါပြီးတော့ okay နဲ့လိုက်ပါဒါဆိုကွေးလေးဖြစ်သွားမယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကြာတော့အတွင်းပိုင်းမှာရှိတဲ့ ဘောင်လေးတွေကျွန်တော်တတ်တော့မယ်ပေါ့နော်အဲ့လိုမျိုးတတ်တော့မယ်ဆိုရင်တော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုရင် constraint line 2ကိုရွေးရပါမယ်ပြီးဆိုရင်တော့ကျွန်တော်တို့ mouse လေးနဲ့တခုချင်းစီလိုက်ပြီးတော့ဖြီးပြီးတော့ဆွဲပေးရမှာပေါ့နော်ဒီနီလန်းလေးပဲကျွန်တော်တို့က page maker မှာ table လေးတွေတည်ဆောက်လို့ရပါတယ် automatic ကိုကျွန်တော်တို့ကဆွဲခြင်းနဲ့ဆိုရင်လည်း constraint line 2နဲ့ကျွန်တော်တို့ကဖြီးဆွဲလိုက်ပါ line 2နဲ့ဆွဲရဆိုရင်တော့ကျွန်တော်တို့ကွေးတာတွေကောက်တာတွေဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့ constraint line 2နဲ့ရွေးပေးရပါမယ်ဒီမှာလဲကျွန်တော်တို့ကဘောင်လေးတွေကို ထူးခြင်းလဲဆိုတော့တခုချင်းစီလိုက်ပြီးတော့ဆလမတ်မယ်ပြီးရင်တော့ face store ကိုတော့မယ်အထက်မှာကျွန်တော်တို့ကိုထူးစီခြင်းတဲ့အနေထားတိုင်းလေးကျွန်တော်တို့ထူလို့ရတယ်ဗောနော်ကျွန်တော်တခုချင်းစီတော့ဆလမတ်ဖို့လိုပါတယ်ကျွန်တော်တို့အတွင်းမိုင်းကိုထားစီခြင်းနဲ့ဆိုလဲထားလို့ရတယ်ဘယ်လိုလေးလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ကဒီမှာဘောင်းလေးကိုဆလမတ်လိုက်မယ်ပြီးရင်တော့ element menu တော့မယ် face ကိုရွေးလိုက်တယ်ကျွန်တော်တို့ကဘယ်ဒီဇိုင်းလေးကြိုက်တာလဲကိုကြိုက်တဲ့ဒီဇိုင်းလေးကျွန်တော်ဒီမှာအကုန်လုံးလိုက်ပြီးတော့ရွေးလို့ရတယ်ဗောနော် ကိုကဘယ်လိုပုံစံလေးတွေကြိုက်တာလဲကိုကြိုက်တဲ့ဒီဇိုင်းလေးတွေကျွန်တော်ဒီမှာအကုန်လုံးရွေးချယ်လို့ရပါတယ်ကျွန်တော်တို့ကကိုရေးထားတဲ့ fee ဒီဇိုင်းလေးမကြိုက်တော့ဘူးဆိုလည်းရတယ်ဘယ်လိုသွားမလဲဆိုတော့ element menu သွားမယ်အဲဒါမှကျွန်တော် fee ကိုရွေးမယ်ပြီးကျရင်ကျွန်တော် none ကိုရွေးပြရမှာမယ်ဒါဆိုရင် to original အနေထားတိုင်းပြန်ပြီးတော့ဖြစ်သွားမှာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဒီဘောင်လေးတွေရွှေ့တာ ਨੇ အကုန်လုံးလိုက်ပြီးတော့ရွှေ့တာပေါ့နော်ကျွန်တော်တို့ကမရွှေ့အောင်ဘယ်လိုလုပ်အောင်လဲဆိုတော့ group ဖွဲ့ဖို့ လိုပါတယ်ကျွန်တော်ဒီနေရာမှာပြင်နာစင်တာတွေအကုန်လုံးလုပ်ဖို့တော့လိုတယ်ဗောနော group မဖွဲ့ခင်မှာ group ဖွဲ့ပြီးပြီဆိုရင်တော့ကျွန်တော်ဘာမှလုပ်လို့မရတော့ပါဘူးဒါပေမဲ့တခုရှိတာ un group လုပ်ပြီးတော့ကျွန်တော်ပြင်လို့ဆင်လို့တော့ရအောင်နော်ဒီနေရာမှာကျွန်တော်တို့ပြောချင်တာကဒီမှာ test 2နဲ့ကျွန်တော်စာတွေကို slam မလိုက်တယ်ဆိုရင်ကျွန်တော်ရဲ့စာကဒီဘက်ထိရောက်တာဗောနော်ပုံမှန်ဆိုတော့ကျွန်တော်တွန်းပိုင်းထိရအောင်ကျွန်တော်ပြင်ရတယ်ဒီလိုမျိုးပြင်လိုက်တဲ့နေရာမှာဒီလိုကတောက်ကဆလေးဖြစ်သွားတတ်တယ်ဗောနော်ဆိုတော့ကျွန်တော်တို့ကမပြင်ခင်မှာလဲကျွန်တော်တို့ ိုလိုချင်တဲ့ပုံစံလေးရအောင်ကျွန်တော်တို့စာလေးတွေကိုရွှေ့ထားပေးဖို့လိုပါတယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကဒီ group ဖွဲ့မဲ့နေရာလေးတစ်ခုလုံးကိုကျွန်တော်တို့ခြုံပြီးတော့ pointer 2နဲ့ဆက်လက်မှတ်ပေးရမှာပဲဖြစ်ပါတယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့က element menu သွားမယ်အထက်မှာကျွန်တော် group ရွေးမယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ရဲ့ဘောင်လေးတွေက table လေးတွေကအကောင်လုံး group ဖွဲ့ပြီးတော့ကိုရွှေ့တဲ့အတိုင်းလေးလိုက်ပြီးတော့ပါလာမှာပဲဖြစ်ပါတယ်ကျွန်တော်တို့က ungroup လုပ်ချင်တယ်ဆိုလိုက်ရတယ် element menu သွားမယ် အဲဒါမှကျွန်တော် and group ရွှေ့လိုက်လို့ရတယ်ဗောနော်ဒါဆိုကျွန်တော် and group ဖြစ်သွားပြီ collagen နဲ့နေရာထိုင်းလေးတွေကျွန်တော်ပြန်ပြီးတော့ရွှေ့လို့ရသွားပြီပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးမှာရှင်းပြသွားတယ် page maker မှာကျွန်တော် tab setting နဲ့ create table အကြောင်းကိုနားလည်တော့ပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်